အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့အဲ Casco Mathematics Tutor Primary 1ကိုဆက်လက်ပြီးတော့ Part 5နေနဲ့ဆက်လက်ပြီးတော့သင်ကြားပေးသွားမှာဖြစ်ပါတယ် ံပါတ်9နဲ့စပါမယ်9က take ဆိုပြီးတော့ okay the sir there has more objects more objects လို့ပြောထားတဲ့ခါကျတော့ဒီမှာပိုများတဲ့ object လေးတွေကို tick လုပ်ပေးရပါမယ် tick လုပ်တဲ့ခါကျတော့အရင်ဆုံး count လုပ်ပါမယ်ရေးထွက်ပါမယ်1 2 3 4 5 6 7 8 9ဆိုပြီးတော့သူက9 အဲ့ဒီအောက်က count လုပ်ရခါကျ1 2 3 4 5 6 7 8ဆိုတော့ okay 8ဆိုတော့ပို့ပြီးတော့များတဲ့ဟာကိုအဲတသားမိမိလေးတွေကိုမေးမြန်းပြီးတော့ပုံများတဲ့ခဏကအရေအတွက်ကဘယ်သူလဲနိုင်ဆိုရှင်နိုင်ဆိုရဲဒီဘက်အကွာကလေးမှာဖတ်လို့ပြလိုက်မယ် tick clean လုပ်ပြလိုက်ရပါမယ် okay ပါဒီလိုမျိုးပေါ့နော်ဆက်လက်ပြီးတော့တသားမိမိလေးတွေကို count လုပ်ခိုင်းတဲ့အခါဒီ p တို့ c တို့ဆိုလို့ရှိရှင်တို့ကတို့ဆက်လက်ပြီးတော့လုံဆိုင်နံပါတ်ဖြစ်ပါတယ် okay number 10အနေနဲ့ကလည်းအဲ့လိုပဲ tick လုပ်ထိုင်ပါရဲအဲ the sir ဆိုပြီးတော့ that has last objects that less objects ဆိုတာဒီ objects တွေတွေပေါ့နော်ဒီအရာဝတ္ထုတွေတွေနေသွားတဲ့အရာလေးတွေကိုမလုပ်ခိုင်းတာပဲလေဆိုတော့ tick လုပ်ခိုင်းတာပါ ကိုကပုံစံပေါ့နော်တသမီမီလေးတွေကိုပုံစံလေးတစ်ခုပြပေးလိုက်တယ်ဒါလေးကိုဘာသာပြန်ပေးလိုက်တယ်ဆိုလို့ရှိလို့ရှိရင်သူတို့ရဲ့အဲသူတို့တွေကလည်းမှတ်သားထားပြီးတော့ပေါ့နော်ဒါလေးတွေကိုသူတို့ပါသူတို့လည်းလှုပ်ဆောင်နေပါတယ်နမူနာပုံစံတစ်ခုအနေနဲ့တော့အရင်ဆုံးကိုကနေပြီးတော့အာမေမေတွေကနေပြီးတော့ပေါ့နော် accounting လုပ်ပေးရမယ်မနော်ရေးတွက်ပြလိုက်ပြီးတော့ပုံစံလေးတစ်ပုံပြရတဲ့ခါကျလို့ရှိရင်တို့ကဆက်လက်ပြီးတော့တသားမိမိလေးတွေကဆက်လက်ပြီးတော့လုံဆောင်နေပါတယ် okay count လုပ်အောင်1 2 3 4 5 6 7 okay သူက7 okay ဒါ eraser လေးနော်1 2 3 4 5 6 7 okay 8 okay a နဲ့7မှာဆိုလို့ရှိရင်ဒီ7နဲ့8နဲ့မှာဆိုရှင် last predict အနန်းလေးက ဘသူလဲ objects တွေကအရေးအတွက်နေတဲ့သူကဘသူလဲဆိုတော့7ဆိုတဲ့အခါကျတော့7မှာအာ tick လုပ်ပေးရပါမယ် okay အဲ့လိုမျိုးလေးတွေကိုလုပ်ပေးရပါမယ် pc tick ပုံစံအတိုင်းလေးပါပဲတသမီမီတို့ကိုပြပြလိုက်ရင်တို့တွေကလုပ်တတ်ပါပြီ okay 11ကကြတော့ tick the third เนาะ has the most objects okay has the most objects or objects အများဆုံး နော်ဒီထဲမှာရှိတဲ့ဒိုနက်လေးတွေကပ်ကိတ်လေးတွေမှာအများဆုံးရှိတဲ့အရည်အတွက်ကိုဖလုတ်ပြရမှာလဲဆိုတော့ tick လုပ်ပေးရမယ်ပေါ့နော် okay tick လုပ်ပေးတဲ့အခါကျတော့ a မှာကြာရင်ဒီ a မှာ box 3ခုရှိရပေါ့နော်ဒီ box 3ခုထဲမှာမှာဘယ်အရည်အတွက်ကအများဆုံးလဲပေါ့နော်ဒါလေးရှင်းကြည့်မယ်1 2 3 4 5 okay သူကကြတော့5 5ရပါပြီဒီဘက်ကကြတော့ cupcake လေး1 2 3 4ဆိုတော့သူကကြတော့ဘယ်လဲ4 4ရပါပြီ okay 1 2 3 4 5 6ဆိုတော့ညကြတော့6ဆိုတော့ okay 5 4 6 is my most object အများဆုံးဒီဘယ်သူလဲဆိုတော့အများဆုံးက6ဖြစ်တဲ့အတွက်ကြောင့်မို့လို့ tick လုပ်ပေးရပါပါဒီ plant အကွက်ကလေးထဲမှာ tick လုပ်ပေးရပါမယ် โอเคအဲ့လိုပါပဲ A တို့ B တို့တို့တွေကိုတတမိမိလေးတွေကိုပေါ့တော့ပုံစံလေးတစ်ခုပြောပြလိုက်တာနဲ့ most object ဆိုတာဘာလို့ပြောလိုက်တာနဲ့တို့တွေကဆက်လက်ပြီးတော့ B တွေ C တွေ D တွေကိုလည်းတို့ကိုယ်တိုင်ကိုယ့်ဘက်ကိုလှောက်ဆောင်နိုင်မှာဖြစ်ပါတယ်โอเค Tore ကကြတော့ the search တဲ့နော်အဲ tick the set that has the least objects တဲ့နော် least objects ဆိုတာအနည်းဆုံးပေါ့နော်အနည်းဆုံးကို tick လောက်ခိုင်းတာပါအ ਨੇ ဆုံးဒီ box သေးထဲမှာပါတယ်ပေါ့เนาะအ ਨੇ ဆုံးအရေးအတွက်ကလေးကို tick လောက်ခိုင်းတာ okay အရင်ဆုံးသူတို့ count လောက်ခိုင်းပါပဲ count လောက်ခိုင်းရကြတော့1 2 3 4 5 6 7ဆိုတော့ okay ဒါ7ရပါပြီဒီမှာ1 2 3 3 4 5ဆိုဒီဒုတိယအကွက်ထဲမှာကျတော့5ရမယ်ဒီဘက်မှာကျတော့တတိယမြောက်က1 2 3 4 5 6ဆိုတော့6ရအောင်โอเค 756 or 756တယ်မှာပါ list of just အနည်းဆုံးပြည့်တဲ့ဟာကို tick လုပ်ပေးရမယ်ဆိုနေတာက number အရေးအတွက်နေတာက5ဆိုတော့5ဆိုတဲ့နေရာလေးမှာ tick လုပ်ပေးရပါမယ် okay တသားမိမိတို့ဒီလိုတပုံစံနဲ့ပြလိုက်တာနဲ့ db တွေ c တွေ d တွေကိုစပါတို့လုပ်နိုင်သွားမှာဖြစ်ပါတယ် okay 13ကကြတော့ uh tick the sir with with the same number okay ဒီမှာကြတော့ uh နောက်တစ်ခုအင်္ဂလိပ်စာလုံးလေးပေါ့နော်သူတို့အရှိပိုင်းမှာရည်ပြောပြခဲ့တယ် same number ဆိုရဲ of object object ရဲ့ same number သူတို့သိရပါပဲ same ဆိုတူညီတဲ့ number လေးတွေကိုဖတ်လို့ပြရမယ်ဆိုလို့ရှိရင် tick လုပ်ပြရမယ်ပေါ့နော် okay a မှာတစ်ခုကြည့်လိုက်အောင် a မှာကျတော့လေ counting လို့ရေးတွက်ကြည့်မယ်1 2 3 4 5 6ဆိုတော့ okay ဒီဟာကြတော့6ရမယ်ဒီမှာ1 2 3 7 okay ဒီရေတွက်ကကြတော့7 okay 1 2 3 4 5 6 so ဒီရေတွက်ကကြတော့6 uh 1 2 3 4 5 so တူကကြတော့5 okay ရေအတွက်တူနေတာကိုကြည့်လိုက်တဲ့အခါမှာရေအတွက်တူနေတဲ့အခါကဒီဟာလေးပေါ့နော်ဒီ6ဆိုတဲ့ကဏ္ဍလေးမှာလေ tick လုပ်မယ်သူရဲ့ဒီဘက်မှာလဲဒီမှာလဲ6ဆိုတာတူနေတဲ့အကြောင်းမို့လို့စိတ်နဲ့ပါဖြစ်တဲ့နှစ်ခုလေးကိုဖတ်လုပ်ပေးတတ်ရမယ်ဆိုတော့ tick လုပ်ပေးလိုက်ရမှာဖြစ်ပါတယ်။ Okay ပါ။ဒါလေးနံပါတ်13ကိုလည်း A တပုတ်ကိုသာပြောရပြရနဲ့ B ရယ်, C ရယ်, D ရယ်ကိုသူတို့ကိုယ်တိုင်ကိုလောက်ဆောင်နိုင်မှာဖြစ်ပါတယ်။အဲဒီနောက်တစ်ခုကနံပါတ်14နေနေရကြတော့ fill in the blank ဆိုပြီးတော့ blank လေးတွေမှာဖြည့်ခိုင်းတာပါ blank လေးဖြည့်ခိုင်းတဲ့အခါမှာဒီမှာသူကနေပြီးတော့ sets a နဲ့ sets b ဆိုပြီးတော့ပေးထားတယ်ပေါ့နော် sets a နဲ့ sets b okay sets a မှာကြာတော့တဲ့ cut က cut ကပေါ့နော် more ပို့များတယ် a ရများတာလား set a ရများတာလား set b ရများတာလားတဲ့မေးထားတာပေါ့เนาะအဲ့တော့ဒီမှာ1 2 6ဆိုတော့သူကကြတော့6ရှိမယ်ကပ်လေးရဒီမှာ1 2 3 4ဆိုတော့သူကကြတော့4ရှိမယ်4ရှိရခါကြတော့ okay ဘယ်သူထက်လဲ cat က best set ကပိုများတယ် sex a ပိုပြီးတော့များနေ more ပိုများတယ်ဆိုတော့ဒီမှာပါတယ် sex a ဆိုပြီးတော့ဖြတ်လိုက်မယ် how many more တဲ့အရေးအတွက်เนาะဘယ်လောက်ပိုများနေတာလဲဆိုတဲ့ခါကြတော့နှုတ်ပေးရပါမယ် okay နှုတ်လိုက်တဲ့ခါကြတော့ဒီမှာ6တဲ့ကနေ four ကိုနှုတ်ပေးလိုက်မယ်ဆိုလို့ဆိုရှင်အရေအတွက်ကဘလောက်ပိုများနေရလဲဆိုတော့သူက2ပါ okay เนาะအဲ့ဒါလေးကိုဒီဖို့ဆိုရင်ကလေးငယ်လေးကို6 minus 4ပေါ့เนาะ4နှုတ်ပေးလိုက်တယ်ဆိုလို့ရှင်ပိုများနေဟာ equal to 2ဆိုပြီးတော့ block နှစ်ခွက်ပေါ့เนาะခက်ကလေးတွေကနှစ်ခုပိုပြီးတော့နှစ်ခွက်ပိုများနေရဆိုပြီးတော့သူတို့တွေကိုပြောပြပေးသူရပါတယ် okay အဲ့ဒါလေးတည်တာတည်သွားတာနဲ့လေသူတို့တွေအာ15 year 16 year ကိုပေါ့နော်15နဲ့16ကပုံစံတူမို့လို့အပေါ်ဆိုင်တူဆိုမဲ့ more net fewer လေးတွေပေါ့နော် fewer လေးတော့ဒါလေးတော့ဆက်ပြီးတော့ရှင်းပြပေးရမှာပေါ့နော်နောက်တစ်ပုဒ်ကကျတော့15ကကျတော့သူကဘာလဲဆိုရင် set in နဲ့ set b ပေးထားတာပဲဒါပေမဲ့ plate လေးတွေပေါ့နော် plate လေးတွေပါကျတော့ set plan has fewer place ဆိုတော့ ဘယ် plate ကလေးတွေက fuel wall ဖြစ်တာလဲနေတာလဲဆက်အေးလားဆက်ပြီးရနေတာလားအဲ့လိုမျိုးတွေပေါ့နော်ကိုကနေပြီးတော့ဘာလုပ်ပြရမလဲဆိုတော့ counting တော့လုပ်ပြရမှာပေါ့နော်1 2 3 4 5 6 7 8 9 10ဆိုတော့တန်ရှိမယ်သူကကျတော့1 2 3 4 5 6 7ဆိုတော့ okay fuel ဖြစ်တာဒီ fuel ဖြစ်တာကဒီ stats ပြရ fuel ဖြစ်နေဆိုတော့ဒီမှာ stats ဒီနေရာမှာဘာလေးရလဲမယ်ပြီးလို့ရေးလိုက်ပါမယ် okay how many fuel ဘယ်လောက် နည်းတယ်လေတဲ့เนาะအရေအတွက်ဘယ်လောက်နည်းလဲလို့ပြောတဲ့ခါကျတော့10 7ပေါ့เนาะတော်တော်စားပါလေ10 7နှုတ်ကြည့်ရပါမယ်ဘယ်လောက်နည်းလဲဆိုတာကိုပို့ပြီးတော့ဘယ်လောက်နည်းလဲဆိုတော့ကျွန်တော်ဆို10 7 equal to က3 okay clean ငယ်လေးတွေကိုဒါလေးတွေကြည့်ပြရမယ် okay answer is ကဘယ်လောက်လဲဆိုတော့3ဖြစ်ပါပါ okay ပါ